မင်္ဂလာပါ။အော်ဒီယိုပိုင်းစောင်းတိုင်းမှာကြိုဆိုပါရစေ။စကားကမှာတော့ဆရာညိုထွန်းလို့ရေးသားထားတဲ့မန္တလေးအလုတ်မန္တလေးအရွေဆိုတဲ့အကြောင်းကိုဖတ်ပြပေးမှာဖြစ်ပါတယ်။နားဆင်ကြည့်ပါဦးခင်ဗျာ။ဧကဝမြေတို့လူသားတွေမြေတိအတွက်ရောက်လာခဲ့ကြပါသလဲ။ဒီမေကွန်းကိုမိမဲသူမရှိသလိုဖြေစရာလည်းမလိုဘူး။တရှိတတဝါတွေအားလုံးကဘာမြေကိုအမေပြုနေထိုင်ကြတယ်။တို့ရတွင် အသိဉာဏ်မြန်မာသည်ဆိုသည့်လူတွေကမိမိတို့မိတင်းနဲ့ထိုင်သည့်ကမ္ဘာမျိုးကိုစောင့်ရှောက်ဖို့အတွက်တာဝန်ယူဖို့မြေသူများစိတ်ကူးမရှိခဲ့။ဤသို့ဖြင့်ကမ္ဘာမျိုးပေါ်သို့တရှိလူသားအဖြစ် သူရောက်လာခဲ့သည်။တန်းရှစ်ထောင်ခန့်ရှိမြေလူတွေထဲမှသူသည်အမုံမွားလေးတစ်ခုမျှသာသူဘယ်ကရောက်လာသလဲ။ဘယ်ကိုသွားမှလဲ။သူမသိပါ။တွေးလည်းမတွေးတတ်ပါ။သူ၏ဖြစ်တည်မှုက ရိုးရှင်သည်အများကြီးတို့ကဘာမြေပေါ်သို့ရောက်ရှိလာခဲ့ပြီးအသက်ရှင်တန်ခွင့်ပြီးဆုံးသွားသည်နှင့်အမုံမွားလေးတစ်ခုလိုကွာမြေထဲသို့ပြန်လဲတိုးဝင်ပျောက်ွယ်သွားမည်ဖြစ်သည်တကယ်တော့ကွာမြေပေါ်မှာနေရအနှံပြားနေထိုင်ကြသူတွေဖြူရာမဲတာညိုရာဝါရာစသည်ဖြင့်အသားရောင်တွေလည်းအမျိုးမျိုးတို့ရတွင်အရင်ဆက်လိုက်တော့အားလုံးတည်လဲအမုံမွားတယ်ကြီးအဲ့ဒါက ကျွန်တော်ရဲ့ရေလဲစလုံငင်ဝတ္ထုရဲ့နေရန်အဖွင့်ဖြစ်ပါ၏ဝတ္ထုကိုအချိန်ယူပြီးအေးဆေးဆေးရင်းသည်အခန်း၁၈ခန်းပြီးသွားပြီနောက်ထပ်ရေးရမည့်အကြောင်းအရာတွေကတဘာပတ်ဝန်းကျင်ဖောက်ပြန်ပြောင်းလဲမှုနဲ့အတူမြေကဘာ၏ဒေါသပေါက်ကွဲမှုကြောင့်ငလင်းဘေးဒဏ်နဲ့ကြုံတွေ့ခံစားကြရသည့်အဖြစ်ဖြစ်တွေကြောင်းကျွန်တော်စိတ်အာရုံနဲ့တွင်ငလင်းလှုပ်ပြီးငလင်းဘေးဒဏ်ကိုကိုယ်တိုင်မျက်မြင်တွေ့ရှိခဲ့သည့်တပိတ်ချင်းငလင်းကိုတွေ့လိုက်ရသည် တောဖြစ်တပည့်ချင်းစင်ကူးမြို့မှငလျင်ဘေးရနေရခံစားခဲ့ရသူတွေအတွေ့အကြုံတွေကိုအခြေပြု၍ရေးစရာအချက်လက်တွေကိုစူးစိသည်တို့ရတွင်မန္တလေးအလုတ်ကျွန်တော်ကတညာလုံးမအိပ်ဖဲနေလေးရှိသူတော်တော်အဲ့တော်လဲတခဏမျှတာညာဤတိတ်ဆိတ်မှုကိုသဘောကျသည်လူမှုကွန်ရက်ကြည့်သည် စာဖတ်သည်စက်ကူးညာကွန်မြူလာလင်စာရေးသည် မနက်၈နာရီလောက်မှထမင်းစားပြီးအိပ်သည်မောင်းလွန်း၂နာရီလောက်မှလက်ဖက်ရည်ဆိုင်သွားသည် ရွယ်အိုညာလဲအိုသည့်ရွယ်မှာတတ်နိုင်သမျှလောဘတွေနဲ့ကင်းဝေးအောင်နေခဲ့သည်ကျွန်တော်လောကဝန်းကျင်သည်တစ်နှစ်ထက်တစ်နှစ်ကျင်းမြောင်းသည်ထက်ကျင်းမြောင်းလာခဲ့သည်ရွယ်ဝဲသို့ခေးထွက်ရမှလဲဝန်လေးသည်မိသက်ဝင်ဖြစ်စေဒဏ်ရာတန်ကျပ်ပရဝါဖြစ်အထိနာနေသော ကုနိုင်ငံတွင်ဝေကရေကဒုက္ခမျိုးစုံကိုဖျက်ဆီးလာခဲ့ရပြီးနောက် ဒီအတက်ဒီရွက်ထိနေခွင့်ရသည်၍ကံကောင်းလာသည်ဟု တွေးလိုက်သည်ယောဂဘေးတဘာဝဘေးအန်ရဲစစ်မှတ်ဘေးစသည်ဖြင့်ဗတ်စုံကြုံတွေ့ရင်ဆိုင်ထားပြီမို့ဒီထက်ဆိုးစရာအကြောင်းမရှိတော့ဟုထင်မှတ်လိုက်မိသည်ဘယ်ဟုတ်ပါမလဲလွန်ခဲ့သည့်15နှစ်လောက်ကစကိုင်းပြည့်ရဲ့ကြောတင်နေရဟုယူဆနိုင်သည့်စကိုင်းမင်းဝန်တောင်ရိုးစီတို့အမှတ်မထင်ရောက်သွားခဲ့သည်တာမန်အကြောင်းလေးတစ်ခုကိုတွေ့သည် တကယ်တမ်းတော့ဒီအကြောင်းအရာလေးဒီတစ်ချိန်မှာအရှင်ဟောပြန်ထန်စွာလှုပ်ခတ်တော့မဲ့ငလျင်ကြောကြီးဖြစ်လာဖို့အမှန်လက္ခဏာပြသနေမှကျွန်တော်မသိခဲ့ထားလိုက်တော့ဒီအကြောင်းနောက်မှပဲပြောတော့မည်နေ့ရက်တိုင်းဒီပုံမှန်တိုင်းဖြတ်သန်းနေလျက်ငလျင်လှုပ်တော့မည်မလ28ရက်နေ့နံနက်ပိုင်းဒီလဲထုံနေတူဒီလိုဖြစ်나이လက်တံများသည်မွန်တက်72နာရီကိုကျော်လွန်၍ရှစ်တို့ တရွေ့ရွေ့တိုးရွေ့နေလျက်ရှိသည်ကျွန်တော်လဲဖျားကန်းထဲမှာတင်မျိုးဖြာခင်း၍အိတ်နေခဲ့သည်ကိုဆောင်နှက်ကနှိုးစော်သေးလာမပြောတာငလင်လောက်ခါနေမှာအဲ့ရမှနိုးလာခဲ့သည် ပလက်လန်၍ကြောဆန့်ရင်ရဲမြင့်ဝတ္ထုအတွက်စေကူးအာယုန်တွေကိုဖြန့်ကျက်နေသည်ဒီချိန်မှာပဲဒီချိန်မှာပါပဲတတိတိအတန်ကြီးကိုကြားလိုက်ရသည်ထွန်းနောက် ကျမ်းမြင့်ပေါ်မှာလဲလျောင်းနေသည့်ကျွန်တော်ခန္ဓာကိုယ်သည်ဘေးလိုက်ရှည်ရုံးနောက်ငင်ရွေ့နေလျက်ငလင်လောက်နေမှတိလိုက်၍မတ်တပ်ရက်ဖို့ကြိုးစားသည်ချက်ချင်းပလက်လန်ကျသွား၏တိုက်အပေါ်ဓာတ်တစ်ခုလုံးခါရမ်းနေပြီးဒုံတိုင်းဇူညံသည့်တန်တွေလေးဘက်ထောက်ပြီးတွားလို့မရတော့၍လေကားစီတို့မိချောင်းတွားတွားရသည်ဘလို့ဖြစ်သွားသည်မသိကျွန်တော်စိတ်ထဲတွင်ထိတ်လန့်ချက်ချားခြင်းထက် ဖြစ်ချင်ရာဖြစ်စမ်းกว่าဆိုသည့်စိတ်ကလွှမ်းမိုးသွားသည်ထို့နောက်ဟေးဟေးဟုအာကုံအော်ပြစ်လိုက်သည်ဗီဒီယိုတွေလဲကြားသည့်အတန်တွေထဲမှာကျွန်တော်အော်တန်တွေအော်ဟဲ့ရင်မိချောင်းတွားတွားသွားရင်ဖြစ် လေကားထိတ်ကိုရောက်တည်နေလေကားလည်ရန်နိုင်ကိုအားပြု၍အောက်သို့အမြန်ဆင်းပြေးရသည်အောက်ထပ်အေကန်ထဲမှာအကုံလုံးဂျွန်းတော်မောက်ကုံဖြစ်ကုန်ပြီး အင်္ဂလိပ်အကျိုးပဲ့တွေက နေရအနံ့ အပြင်ရောက်နေတဲ့ဇနီးတွေကကျွန်တော်ကိုအမြန်ပြေးရလာခေါ်သည်ဖနက်ပါမလာ၍အိမ်ထဲဝင်ပြီးတစ်ခေါက်ထက်ရှာပေးရပြန်သည်အမှန်တော့ဒီအဖြစ်ပြက်များသည်နှစ်မိနစ်သုံးမိနစ်လောက်ပဲကြာမီငလင်လောက်တဲ့ချိန်ကမိဖို့ကန်ထဲမှာရောက်နေတဲ့ဇနီးတွေကအဲကန်ထဲသို့အမြန်ပြေးထွက်သွားပြီးတံပါးကြတကားတော့ကိုကျောက်အားလန်အဖြစ်ဖွင့်သည် မရတံပါးကြတကားသည်ရှင်းနောက်လှုပ်ရမ်းနေပြီး တော်ကလောင်နဲ့တော်ရန်သည်အလွယ်အလွယ်ချော်ချော်ငလင်းအချိန်ပြင်းနာကိုတည်တော်လဲပြင်းအားရစ်ချတာစကေမိမြရှိမိမှမသိတယ်လီဖုန်းတွေကလည်းဆက်ရွက်မရတော့ကျွန်တော်တို့ရက်ကွက်ထဲရလူတွေအားလုံးလမ်းပေါ်မှာရောက်ကုန်ကြပြီးအားလုံးထိတ်လန့်ချောက်ချားနေကြလျက်အားလုံးတို့လိုအားကိုးရမယ်ဘဝကျွန်တော်ကတော့တခြားဘာမှမစဉ်းစားနိုင်ငလင်းငြိမ်သွားတဲ့နေ့ မော်တော်ကားခိုးတောင်ကိုဖွင့်လိုက်သည်အောက်နေရန်တွေအကွဲလာလွယ်ပြီးမော်တော်ကားလည်းအထိကဲ့မရှိတို့ဖြစ်မော်တော်ကားကိုလမ်းပေါ်သို့မောင်းနှင်လိုက်ရသည်ငလင်းညင်သွားပြီလမ်းထဲကခြေသမျှလူအလုံးကောရင်နဲ့ကိုဝင်ပြီးတွဲရပစ္စည်းတွေကိုဆွဲထုတ်ကြသည်ဇနီးတယ်လဲအိမ်ထဲဝင်လိုက်တွဲသည့်ပစ္စည်းကိုယူ၍မော်တော်ကားထဲသို့ထည့်လိုက်ထို့နောက်တိုက်ထဲသို့တစ်ခေါက်ပြန်ဝင်သွားလိုက်ဖြင့် ကျွန်တော်စိုးရင်စားပြုတ်လာပြီ။နောက်ဆက်တွဲလာတော့မြေငလင်ကိုသတိပြုတ်မိလိုက်သည်။ဒီမှာပင်ဇနီးသက်ကိုတော်ပြီတော်ပြီအိမ်နဲ့မဝင်နဲ့တော့ဟုဇော့အတင်းတားလိုက်ရသည်။ကျွန်တော်ပြောလို့မဆုံးခင်အဝေးစီမှမိုးချိုင်းတန်လို့လို့အတန်တက်တက်ကြားလိုက်ရသည်။မန္တလေးအလှုပ်မန္တလေးအွေနှစ်ကျွန်တော်ပြောလို့မဆုံးခင်အဝေးစီမှမိုးချိုင်းတန်လို့လို့အတန်တက်တက်ကြားလိုက်ရသည်။ ထိုကြားလိုက်ရသည့်အတန်သည်မျက်တောင်တစ်ခက်စာမျက်မှကြားကျွန်တော်တို့စီတို့ စူညံမြည်ဟီး၍ဘောကနဲရုတ်ချီးရောက်လာခဲ့သည်ရောက်လာပုံကလည်းဂျက်တိုက်လေရင်စင်းဖြတ်တန်းသွားသလိုမျိုးအတန်သည်မြေကြီးပေါ်လာမြေရောက်ထဲရလာခံမှန်း၍မရတစ်ချိန်ထဲမှာပင်ကျွန်တော်တို့ရက်နေသည့်မြေပြင်သည်ရက်တည်၍မရအောင် အသက်ဝင်လှုပ်ရှားခါရမ်းသွားခဲ့သည်သောသောကလမ်းပေါ်မှာရှိနေနေကြသည့်လူတွေလည်း ကျောက်အားလန်အားဖြင့်ဥတီရမဲ့ထွက်ပြေးကြသည်တချို့ကအယောင်ယောင်အမမဖြင့်တစ်ပင်ရိရသည့်အော်တိုင်းနဘေးမှာကပ်၍နေကြ၏တချို့ကတော့ကတ္တရာလမ်းမမှာဒူးထောက်၍လဲကျသွားသည်ထိုင်းလန်ကြားအဟစ်တန်တွေငိုတန်တွေနဲ့အတူအခိုက်တက်မြကဘာပြတ်၍သွားခဲ့သည်လားမြေပြင်ကရမ်းခါသွား၍ကျွန်တော်လဲမတက်ရက်နေရင်ဟန်ချက်မပြတ်အောင်မနှဲထိန်းထားရ၏ပြီးမှ ရုတ်တရက်တရေရလိုက်ပြီးဘယ်မှမသွားနဲ့လမ်းပေါ်မှာပဲရက်နေကြပါဟုအတန်မြင့်၍ဩပြောလိုက်သည်တော်တော်အလုံးကြောင်းရုံထိတ်လန့်ခြောက်ခြားနေကြပြီသူညာအော်ဟစ်သည့်အတန်တွေထဲမှာကျွန်တော်တရေပေးလိုက်သည့်အတန်သည်တိုး၍မပေါက်နိုင် နေလက်ခင်မို့နေရောင်ကလည်းဆူဆူရဲရဲပူပြင်းနေလျက်တို့ရတွင်လူတွေရှင်တဲ့တွင် အပူပေါင်းဆောင်ဖြင့်ပလောင်ဆူးနေကြ၍နေပူတံနောက်တော့ ြေသူမြဂယုမဆိုင်နိုင်ကြတော့ဒီတစ်ခါငလင်လောက်တည်ဟုဆိုတော့လဲလောက်လိုက်တာကအောက်ခြေမှစက္ကနဲခါရန်လိုက်တယ်လို့မျိုးဖြစ်သွားသည်တွေ့တန်းထားသည့်လျှက်စိမိချိုးတွေကတန်းလွှဲသလိုပြောင်းဆန်နေလျက်ဒီချိန်မှာကျွန်တော်အမြင်ဝေဝါးသွားခဲ့ရပြီ မျက်စိရှိမမှာကျွန်တော်တွေ့နေရသည့်တိုက်တွေအားလုံးဂျိန်ထိုးနေကြသည်လားကျွန်တော်ပဲအမြင်မှားသလားသမဟုတ် စိတ်အာရုံစူးစီး၍မရတော့ပဲအမားမြင်နေမိသလားဟုကိုကုတ်ကုတ်မခွဲခြားနိုင်ပထမငလင်နဲ့စနမလောက်အကြာမှာလှုပ်တဲ့ဒုတိယငလင်ဟာလှုပ်သည့်ပုံစံချင်းမတူပထမငလင်နဲ့စနမလောက်အကြာမှာလှုပ်တဲ့ဒုတိယငလင်သည်လှုပ်သည့်ပုံစံချင်းမတူ7.7ရှစ်မိအဦးဆုံးလှုပ်သည့်ငလင်ကဒီကြီးညီစံကြီးပြုတ်၍3မိနစ်ကျော်အချိန်ပြင်းပြင်းဖြင့်စိန်ပြင်းနှစ်ပြေးလှုပ်သည်ဒုတိယရောက်လာသည့်ငလင်ကတော့ စစ်ပွဲအရှိပြီးပထမဆုံးငလင်လောက်အချိန်မပြင်းတော့လဲဝုံငနဲ့စောင့်လိုက်သေးတယ်။မျက်စိတဲမြင်အောင်ပြောရတယ်။အချိန်မြင့်နေ၍မြေအောင်အမြင်ရထားတဲ့စီခုံမောင်းဖြတ်တန်းသွားသေးနေတူသည်။တိလိုက်သည့်အချိန်တွင် ငလင်သည်အဝေးစီသို့ရောက်သွားခဲ့ပြီးသူ့အချိန်ကြောင့်အရာအားလုံးသည်ဖျို့ဖျဲအလဲလဲအပြုတ်ပြုတ်။ဒါအေးအေးဆေးဆေးဖြစ်တော့မှစဉ်းစားမိလာခြင်းဖြစ်သည်။ ငလင်လောက်ချိန်လုံးကတော့ကျွန်တော်တို့ဒီဘာဆိုဘာမှမတွေးနိုင် အီမီကဘာဘောပဲအာကိုအာထာပြုတ်နေကြရတော့ကျွန်တော်တို့ဒီကဘာမြေရဖောက်ပြန်လိုက်တော့ခါမြေသူ့ကိုအာကိုရတော့မြင်နေငလင်လောက်ပြီးတဲ့နဲ့ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်နေလျက်တပည့်ရိတ်အောက်မှာစွပြုံ၍အရိတ်ခိုးနေကြရတော့လဲတယောက်နဲ့တယောက်စကားမပြောနိုင်အပူမီးတောက်လောင်နေတဲ့လူတိုင်းရဲ့ရင်ထဲမှာ ပြောစရာစကားတွေခန်းချကုံရပြီထင်သည်ကျွန်တော်ကတော့ငလင်လောက်ပြီးတဲ့လန်နဘေးဝဲရာရှိအဆောက်အဦတွေကိုလမ်းလျှောက်ရင်းတစ်ခုချင်းအကဲခတ်သည် နေဘူးပြင်းတော်လဲနေအပူရန်ကိုသတိမပြုမိတော့ကျွန်တော်တို့လမ်းထဲမှာအာစီတိုက်တွေများသည် တချို့ကသုံးတက်တချို့ကနှစ်ထပ်နှစ်ထပ်ခွဲစသည်ဖြင့်အပြင်းမအခြေအနေရတော့မဆိုးပြိုလဲကြနိုင်သည့်အရေးရာမရှိဘူး တပင်ရဲ့ရောက်တော့ကျွန်တော်ပြန်သွားခဲ့သည်စိတ်ပေါ်ပါသွားအောင်တိုက်ကြီးကြီးနဲ့နေပြီးတော့လဲတိုက်ကြီးကြီးရပေးတဲ့ဒုက္ခရောက်ရတာပေါ့ဗျာဟုပြောလိုက်တော့လဲတောင်းပြန်မှုမရှိ၍မရေရသည့်ဟာသားပြက်လုံးထုတ်လိုက်သည့်လူချွန်တော်လိုမအီမလဲကြီးဖြစ်သွားရသည်တပင်ရဲ့အောက်မှထိုင်ရင်ကျွန်တော်တို့ငေးနေကြ၏ငေးရင်အပူမောင်းတဲ့ဖြစ် တွေးမိတွေးရဒီခိုက်အနောက်တောင်တောင်စီမှာ ။ဝေါငနဲ့အတန်ကြီးကြားလိုက်ရသည်။အားလုံးထိုင်လန့်တကြားဖြစ်သွားရင်လမ်းမော်ထွက်၍အတန်ကြားရစီတို့လှမ်းကြည့်လိုက်သည်။ကျွန်တော်တို့နဲ့တပြားကွာဝဲမှာမိုးကောင်းကင်စီတို့ လွန့်တက်နေသည့်ဖုံလုံးတွေတိုက်ပြိုကြတာတိုက်ပြိုကြတာဟုပြောတန်ကြားလိုက်ရသည်။တစ်ချောင်းရဲ့ကုံစင်ကိုတိကျညတော်လဲအဲ့ဒီနေရာတို့မြေသူမြတ်သွားမကြည့်ရချာအဝေးမှငေးနေရင်တယောက်နဲ့တယောက်ထင်ရမြင်ရပြောနေစဉ်အနောက်မြောက်တောင်စီမှာ ဝေါင္ကနဲအတန်ကြားလိုက်ရပြန်သည်ဤသို့ဖြစ်ကျွန်တော်တို့နှင့်နေရဝဲရတွေမှာဒုတိယအချိန်မြောက်လောက်ခါသွားသည့်ငလျင်တန်ကြောင့်တလုံးပြီးတလုံးပြိုလဲကျကုန်သည့်တိုက်တာအစာဦးတွေကျွန်တော်ဆက်မတွေ့တော့ပါဖုန်းတွေလည်းဆက်မရတော့ပါအင်တာနက်လိုင်းလည်းပျောက်နေသည်ဇဝဲမှာနေထိုင်ကြသည့်သမီးတွေကိုဆက်သွယ်ရမည့်လမ်းကြောင်းသည်အစားအနာရှာမရအောင်ပျောက်ဆုံးနေခဲ့ပြီသူတို့စိတ်မပူအောင် အနေကင်းရှင်းချောင်းမက်ဆက်တိုလေးပေးပို့ခြင်းတော်လဲအရာမထင်တော့ဖြစ်လက်ကင်ဖုံးဖန်သားပြင်ကိုပဲ ငေးမောကြည့်နေမိသည်နေရောင်သည် တဖြည်းဖြည်းအားရောက်လာပြီးအမောင်ရိုက်သည်ချင်းင်းဝင်ရောက်လာခဲ့သည်ကျွန်တော်တို့တလန်းလုံးလမ်းပေါ်သို့ထွက်အိတ်ကြရသည်လျှက်စစ်မိရမလားမျက်စောင်းတော်အိမ်ကဖွင့်ထားသည့်ဆိုလာမီကိုပဲအားကိုးနေရသည်အမျိုးသမီးရထမင်းစားလိုက်အောင်ဟုတရေပေးသည် အမောင်ထဲမှာခြင်တရရန်ဖြစ်ထမင်းစားနေရတော့လဲဘလော်ဟင်းဖြစ် စားလိုက်မိမှန်းလည်းမသိလူတခြားစိတ်တခြားလမ်းပေါ်မှာတညတာအိဆက်ဖို့အတွက်စိတ်မောလမောပြင်ဆင်နေကြသူတွေကိုကြည့်တော့လည်းမမြင်ဒီချိန်မှာကျွန်တော်ကိုကျွန်တော်မသိတော့တော်ရလင်လက်ရှိအခြေအနေဖြစ်တကနာကင်းကွာသွားခဲ့သည့်ကျွန်တော်ဤဖြစ်တည်မှုသည်ခံစားမှုတွေကင်းမဲ့နေလျက်ညှို့ထွန်းလူဆရာညှို့ထွန်းလူရေးထားတဲ့ မန္တလေးအလောက်မန္တလေးအရွေ့တစ်နှစ်ကိုကျွန်တော်ကအပိုင်းတစ်နေနဲ့ဖပြပေးတာပဲဖြစ်ပါတယ်။နောက်ရက်တွေမှာအပိုင်းနဲ့သုံးစသည်ဖြင့်လာပါဦးမယ်။နားဆင်ပေးကြသူအားလုံးကိုကျေးဇူးထူးတင်ပါတယ်။အားလုံးသောမြန်မာနိုင်ငံသားပေါင်းဘေးပြရာတွေဝေးကွာကြပါစေဗျာ။